်မင်္ဂလာပါအခင်းစပွန်ရဲ့ Europa Conference League Final ပွဲစဉ်တော့ပွဲကြီးကိုသုံးသပ်ချက်စီစဉ်နေပြန်လဲပြီးကျိုးဆိုလိုက်ပါရကျွန်တော်တို့ AKI Host ကောင်းကင်နိုင်ဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်တို့မြန်မာလေစီကစားသောတန်ထောင်ဖြစ်ပါတယ်ဟုတ်ကဲ့ပါကိုကြီးဆိုတော့ဒီတစ်ခေါက်ကျွန်တော်တို့ဒါ Europa Conference League မှာဒါကျွန်တော်ဘောလုံးပွဲအထိတက်ရောက်လာခဲ့တဲ့အတအသင်းနှစ်သင်းရှိရတကယ်ကိုအသင်းကောင်းနေပြီပဲဆိုတော့ဒါကျွန်တော်ဘယ်အသင်းတွေများဖြစ်မလဲဆိုတော့ပြ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 ပါဦးဗျာ ဟုတ်ကဲ့ပါကွယ်ဒီတစ်ခေါက်ကျွန်တော်ဒီ Robot Confrontly Final ပွဲစဉ်ကိုတက်ရောက်လာတဲ့အသင်းနဲ့တင်ရတော့ Spain La Liga Club အသင်းသင်းဖြစ်တဲ့ Real Betis အသင်းနဲ့ England Premier League Club အသင်းဖြစ်တဲ့ Chelsea အသင်းတို့ရဲ့ပွဲစဉ်မှာဖြစ်ပါရယ်ခင်ဗျာလက်ရှိဒါ Real Betis အသင်းကတော့သူတို့ Spain La Liga မှာဆိုလို့ရှိရင်ဒါကျွန်တော်အမှတ်ပေးစရာရဲ့အဆင့် 6နေရာမှာရပ်တည်သွားတယ်ဆိုတော့နောက်ရသည်သူတို့အနေနဲ့ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ကဒါကျွန်တော်တို့ဒါမျှော်လင့်စရာမရှိတော့ဆိုတဲ့အနေအထားဖြစ်သွားပြီဆိုတော့သူတို့အနေနဲ့ဒီ UEFA Conference League ကိုရရှိလဲနောက်ရသည်ဒါကျွန်တော်တို့ဒါဥရောပပြိုင်ပွဲအနေနဲ့ဒါ UEFA League ကိုပဲသူတို့ဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိတော့မှာဖြစ်ပါတယ်တစ်ဖက်က Chelsea အသင်းကတော့သူတို့ရဲ့အမှတ်ပေးစရာဒါ Premier League မှာဆိုလို့ရှိရင်အဆင့်၄နဲ့သူတို့ရာသီတင်းသွားခဲ့တာဖြစ်တဲ့အတွက်နောက်ရသည်မှာသူတို့အနေနဲ့ Champions League ဝင်ခွင့်ကိုရရှိထားခဲ့ပြီးသွားပြီဆိုတော့ဒီတစ်ခေါက်ဒါကျွန်တော်တို့အဲဒါ ယူပါကွန်ဖရင့်လိအနေနဲ့တို့နှစ်သင်းရှင်ပြိုင်ရတဲ့ခါမှာချက်စီအသင်းအနေနဲ့ကတော့ဒါချန်ပီယံလိဝင်ခွင့်ရသွားပြီဖြစ်တဲ့အတွက်တို့အနေနဲ့အနေငယ်ပေါ့နော်ပရက်ရှာလေးတွေများယော့ပါသွားမလားဆိုတော့ဒီအကယ်၍ဒါသည်တို့ဒီရသည်တို့စူဖလာတလုံးအနေနဲ့သာလျင်ဒါတို့ပြိုင်ဆိုင်ရမယ့်ပွဲစဉ်တစ်ပွဲတော့ဖြစ်လာပြီတစ်ဖက်က real bet အသင်းအနေနဲ့ကလည်းတိတ်ပြီးမျှော်လင့်စရာမရှိတော့ချန်ပီယံလိဝင်ခွင့်ကလည်းဒါဝေးကွာသွားခဲ့ပြီဖြစ်တဲ့အတွက်တို့လည်းဒါကျွန်တော်တို့စူဖလာတလုံးအနေနဲ့ပဲဒါရှင်ပြိုင်ရတော့မှဖြစ်ပါနှစ်သင်းစလုံးအနေနဲ့ကတော့အရင်ကြီးပေါ့နော်ကျွန်တော်ဥမာဒါ Manchester United နဲ့ Tottenham Hotspur တို့ကလိုမျိုးဒါချန်ပီယံလိ ်ဝင်ဝင်အတွက်အသေးအတန်လူရတဲ့ပုံစံမျိုးကိုကျွန်တော်မြင်တွေ့ရတော့မှာမဟုတ်ဘဲနဲ့ဒါဒီယာသီမှာကျွန်တော်တို့ဆူဖလာတစ်လုံးနဲ့ယာသီသိမ်းကျင်တယ်ဆိုလို့ရှိရင်တော့ဒီဆူဖလာကိုတို့အကောင်းဆုံးစူးစမ်းရမယ်ပုံစံဖြစ်တာဖြစ်တဲ့အတွက်နှစ်သင်းစလုံးကတော့ pressure တွေအရင်များမနေတဲ့ပုံစံတစ်ခုတော့ကျွန်တော်မြင်တွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဒီနှစ်သင်းရဲ့ဒါကျွန်တော်တို့ရှေ့ရပွဲစဉ်တွေနဲ့အတူပဲဆက်လက်ကြအောင်ဗျာ မင်္ဂလာပါအခေယမီဒီယာရဲ့ပုံမှန်တင်ဆက်ပေးနေကြအကြောင်းအရာတွေကိုအခေယ .com.mm ဆိုတဲ့ website ကနေတစင်ဝင်ရောက်ဖတ်ရှုနိုင်ကြတာအားလုံးလည်းသိကြလိမ့်မယ်လို့ထင်ပါတယ်။ local domain ဖြစ်တဲ့အပြင် VPN မလိုဘဲဝင်ရောက်ကြည့်ရှုနိုင်ပြီးအချိန်နဲ့တပြင်းညီတင်ဆက်ပေးနေရလို့ဖြစ်ပါတယ်။ဝင်ရောက်ရမှာလည်းခက်ခဲရှုပ်ထွေးမှုတွေမပါဝင်တဲ့ပေါ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 ့ဝင်ရောက်နိုင်ကြလို့အခေယ .com.mm ကိုအခုပဲဝင်ရောက်ဖတ်ရှုကြဖို့အတွက်ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။ ဲ့ပါကိုလက်ရှိဒီနှစ်သိန်းငယ်ကျွန်တော်ဒီခြေစမ်းပိုင်းအောင်ပြင်ပြီးကြည့်ရမယ်အရှေ့ရပွဲစဉ်တွေရလက်တွေကိုကြည့်ရမယ်ဆိုတော့လက်ရှိကျွန်တော်တို့ဒီ league မှာရှင်ပြန်ကစားခဲ့တဲ့ပွဲစဉ်တွေမှာတော့ အဲ reverb တဲ့အတိုင်းတော့နောက်ဆုံးပွဲစဉ်တွေမှာဆိုကျွန်တော်ပြောမယ်ဆိုရင်တေပွဲတွေနဲ့ရှုံးပွဲတွေပဲကျွန်တော်ကြုံတွေ့ခဲ့ရကျွန်တော်တွေ့ခဲ့ရတယ်။ Frentina နဲ့ဒုတိယကြော့ကျွန်တော်တို့ဒီ Conference League Semi-final ပွဲစဉ်အပီတဲသူတို့9ပွဲမရရှိခဲ့ဘူးဗျ။နောက်ဆုံး9ပွဲမှာဆိုလည်း၄ပွဲတိတေကြပြီးတပွဲရှုံးနေခဲ့တယ်။တစ်ဖက်က Chelsea ကကြော့နောက်ဆုံး9ပွဲမှာ၄ပွဲတိနိုင်ခဲ့ပြီးတော့သူတပွဲပဲရှုံးနေထားတာကိုကျွန်တော်တွေ့ခဲ့ရတယ်။အဲနောက်ဆုံးကစားခဲ့တဲ့9ပွဲမှာဆိုလည်းပေးကူးမရှိတဲ့ပွဲစဉ်က3ပွဲတိတွေ့ခဲ့ရတယ်။အဲကျွန်တော် United နဲ့ပွဲစဉ်ရဲ့ပြီး Northern Force နဲ့နောက်ဆုံးကစားခဲ့တဲ့ Premier League ပွဲစဉ်ပြီးနောက်ထပ်ကျွန်တော်တို့ဒီကြာ Ghana နဲ့ကစားခဲ့တဲ့ကျွန်တော် Conference League Semi-final ဒုတိယကြော့ပွဲ စင်းတွေမှာသူတကူးစီနေနိုင်တကူးကုန်းမရှိဆိုရဲ့ ကျလက်တင်နေပဲ၃ဘွဲလုံးကိုနိုင်ခဲ့တယ်။ပေးကူးမရှိခဲ့ဘူး။ရှုံးနေခဲ့တဲ့ပွဲစဉ်တစ်ပွဲတော့သူနယူကာဆယ်ကိုပရီးမီယာလိမှာကျွန်တော်အဝေးဝန်းမှာ၂ခုခုမရှိနေတဲ့ရှုံးနေခဲ့တဲ့ပွဲစဉ်အဒီပွဲစဉ်မှာလည်းသူတို့တဲ့တိုက်စစ်ပိုင်းကနီကိုလက်ဂျက်ဆင်အနီကက်ပြတ်တန်ကြအောင်ပေါ့နော်ကျွန်တော်၁၀ဆတယောက်ဖြတ်သွားတဲ့အချိန်မှာရှုံးနေခဲ့တဲ့ပွဲစဉ်တစ်ပွဲဆိုတော့ Chelsea ရောလက်ရှိ Fountain ကတော့ပို့ပြီးတော့ကောင်းနေတာတွေ့ရတယ်။အဲ့ဒါပြောမှဒီနေ့သင်ရကျွန်တော်ဒီဖြတ်ကျော်လာတဲ့ Europa Conference League ကကျွန်တော်ဒီရှုံးထက်ပွဲစဉ်တွေကိုပြန်ပြီးကြည့်ရမယ်ဆိုရင်တော့ Real Madrid အသင်းကတော့ကျွန်တော်တို့၁၆သင်းအဆင့်မှာကျွန်တော်ဒီ Portuguese Club Vitória Guimarães ကိုကျွန်တော်တို့တော်ဖြတ်လာခဲ့တယ်။ပြီးရင်နောက်ထပ်ကျွန်တော်တို့ quarter final ဆင်ပွဲစီမှာဆိုတော့ကျွန်တော်တို့ BLE stock ပြီးရင်ကျွန်တော်တို့ semi final မှာတော့ကျွန်တော်တို့ Italy club ဖြစ်တဲ့ Fiorentina ကိုကြော်ဖြတ်ပြီးတော့ဒီ final ပွဲစီကိုတက်လာတာဗျ။တစ်ဖက်က Chelsea ကတော့16သင်းအဆင့်မှာ Copenhagen quarter final အဆင့်မှာတော့ကျွန်တော်နောက်ထပ် Ligia Warsaw ပြီးတော့ကျွန်တော်တို့ semi final အဆင့်မှာတော့ Dija Garden ကိုကြော်ဖြတ်ပြီးတော့ဒီ final အဆင့်ကိုတက်လာတာ။အဲ့တော့ကျွန်တော်တို့ ချက်ကျော်လာတဲ့အနေအထားတွေကြည့်မယ်ဆိုရင်တော့နှစ်သိန်းလုံးမှာတော့ကျွန်တော်တို့အရင်ကြီးတော့ကွာဟာကြတော့တိတ်မရှိဘူး conference ဖြစ်တာနဲ့အမြအကျွန်တော်ဒီ Spain club တွေ England club တွေကတော့တခြား liga club တွေသိနေတဲ့ဆိုင်တော့ပို့ပြီးတော့အင်အားကြီးတယ်အားကောင်းနေရတော့အမှန်ပဲဗျအဲ့တော့ဒီအဆင့်မှာတွေ့ဆုံလာခဲ့တဲ့နောက်ထပ်ကျွန်တော်တို့ final ပွဲစဉ်မှာတော့ဘယ်သင်းအသာစီရရှိသွားမလဲဆိုတော့ကျွန်တော်ပြန်ပြီးစောင့်ကြည့်ရအောင်မယ်နှစ်သိန်းလုံးကလည်းကျွန်တော်ဒီပွဲစဉ်တော့ကျွန်တော်ဒီ sofa တစ်လုံးထက်တော့ပို့ပြီးတော့များကျွန်တော်တို့အရင်ကြီးတော့မျောလင်းစီရတော့မရှိတော့ဘူးပေါ့ဆိုနှစ်သိန်းလုံးကလက်ရှိမှာလည်းကျွန်တော်ဒီ league မှာမပေးစရာရည်တည်မှုတွေရကျွန်တော်ဒီတေချာတာတော့ ပတ်တစ်ဆိုရင်လည်းကျွန်တော်ဒီလာမယ့်ရာသီမှာရိုပါလီကိုဝင်အောင်အရှင်မြန်ကစားပွဲရရှိပြီးပါပြီ။ချယ်ဆီဆိုလည်းကျွန်တော်ချန်ပီယံလိဂ်ကိုဝင်ရရှိသွားပြီဖြစ်တဲ့ကြောင့်ဒီ Conference League Super League တို့တို့အတွက်ကတော့ Super League တလုံးဆိုတဲ့အနေအထားပဲရှိတော့တယ်။ဒီထက်ပါမှပို့ပြီးတော့ကျွန်တော်ဒီနောက်ထပ်ဝင်ခွင့်တွေအတွက်လည်းညွန်လဲစရာမရှိတော့ဘူးဆိုတဲ့အနေအထားမှာတော့နှစ်သိန်းလောက်ကတော့ဒီပွဲစဉ်ကိုကျွန်တော်ဒီ PR ကင်းကင်းနဲ့ Super League လုံးအောင်မြင်မှုအတွက်ပဲအဓိကထားပြီးရှင်မြန်ကစားရမှာဆိုတော့ကြည့်လို့လည်းကောင်းမယ်။ကျွန်တော်တို့ဘလိုအနေအထားတွေဘလိုရလဒ်တွေထွက်ပေါ်လာမလဲဆိုတော့လည်းပွဲအတွင်းမှာစောင့်ကြည့်ရမယ့်ပုံစံတွေပဲဖြစ်ပါလိမ့်မယ်ဗျ။ ဟုတ်ကဲ့ပါကိုဆိုတော့ဒါလက်ရှိတော့ရီယောပတ်တစ်အသင်းရဲ့နောက်နောက်ဆုံး၅ပွဲမှာဆိုလို့ရှိရင်သူတို့အနေနဲ့ဒါကလင်းရှိလုံးဝ မရှိခဲ့ဘူးဗျဆိုတော့ဒါတရေပွဲ၄ပွဲအထိရှိခဲ့တယ်တရေပွဲတွေမှာလည်းဒါ1122ဆိုတဲ့ရလက်တွေနဲ့ဒါကျွန်တော်တို့ဒါနှစ်ပွဲစီပေါ့နော်ဆိုတော့တရေ၄ပွဲထွက်ပေါ်ခဲ့တယ်လို့နောက်ဆုံးကျွန်တော်တို့ဒါရှင်ပြိုင်ကစားခဲ့တဲ့အက်တလက်တီကိုမက်ဒရစ်အသင်းနဲ့ပွဲစဉ်မှာဆိုရင်လည်းသူတို့4-1ဆိုတဲ့ရလက်နဲ့ရှုံးနေခဲ့တယ်ဗျဆိုတော့ဒီအနေအထားတွေကိုကြည့်ချင်းအပြင် Real Madrid အသင်းရဲ့ဒါခန့်စပိုင်းဆိုင်ရာအရာမှာနှင်းငယ်မေးခွန်းထုတ်စရာလေးရှိတာတယ်လို့ဆိုတော့တိုက်စပိုင်းဆိုင်ရာအရာမှာလည်းလိုအပ်သလောက်တွင်းကိုတွေမတွင်းယူနိုင်သေးဘူးဆိုတဲ့အနေအထားတစ်ခုကျွန်တော်မြင်တွေ့ရတယ် ချက်စီးသင်းရလဲသူတို့ရဲ့ဒါကျွန်တော်တို့ဒီဂိုးမပေးခဲ့ရတဲ့ပွဲစဉ်၃ပွဲမှာသူတို့အနေနဲ့ဒါတကိုးစီနဲ့ပဲအနိုင်ရရှိရ1စီဆိုတဲ့ရလက်တွေနဲ့ပဲသူတို့အနိုင်ရရှိခဲ့တာဆိုတော့ဒါတက်စ်ပိုင်းဆိုင်ရာအရာမှာလည်းဒါအနိုင်ငယ်အရန်ပေါ့နော်ဆိုတော့ပုံမှန်ထက်ဆက်လို့ရှိရင်ဥပမာဒါနောက်ဆုံးပွဲစဉ်ဒါ Northern Forest အတင်းနဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ဒါ1စီဆိုတဲ့ရလက်ကကျင်းမြောင်းလုံးနေဗျအခက်မသွင်းသူတို့အနေနဲ့ခြေချော်သွားနိုင်တဲ့အနေထားတကူဒီ Champion League ဝင်ခွင့်ရနေပြီးတော့ဒါကျွန်တော်တို့တွဲဖဲတွဲဖဲသွားနိုင်တဲ့ဒါကျွန်တော်အနေထားတကူဖြစ်တဲ့အတွက်သူတို့အဲ့ဒီပွဲမှာဒီတက်ပို့ပြီးတော့ twin goal တွေအများကြီး twin ယူခဲ့တဲ့နေပေါ့နော်ဆိုတော့ ါပေမဲ့ဒါ 1C ဆိုတဲ့ရလဒ်တစ်ခုနဲ့ပဲသူတို့ရာသီနောက်ဆုံးပွဲမှာဒါကျွန်တော်အနိုင်ရရှိခဲ့သလိုဒါ Manchester United အသင်းနဲ့ပွဲစဉ်မှာဆိုရင်လည်းဒါလက်ရှိဒါ Manchester United အသင်းရဲ့အခြေအနေတော်တော်လေးကိုစိုးဝါနေရဆိုပေမဲ့သူတို့အနေနဲ့ဒါတကောပဲတွင်းယူနိုင်နေဆိုတဲ့အနေအထားတစ်ခုတွေကျွန်တော်မြင်တွေ့ခဲ့ရတယ်ဆိုတော့ဒါ Chelsea အသင်းရဲ့ဒါတိုက်စစ်ပိုင်းမှာလည်းကျွန်တော်လိုအပ်တဲ့လောက်တွင်းကိုတွေပေါ့နော်ဆိုတော့များများဆဆနောက်ပိုင်းပွဲစဉ်တွေမှာမတွင်းယူထားခဲ့တာတွေ့ရတယ်ဆိုတော့တစ်ဖက်ကဒါ Real Madrid နဲ့ Chelsea အသင်းရဲ့ဒါလက်ရှိ form အနေအထားအရာကတော့ကျွန်တော်တို့ Chelsea အသင်းကိုပို့ပြီးတော့ဒါကျွန်တော်အချက်လက်တွေအရာတော့သဘောကျ မိရယ်ဆိုပေမဲ့ repatriate အသင်းအနေနဲ့လည်းဒါတို့ရဲ့ဒါတိုက်စစ်ပိုင်းဆိုင်ရာအရာမှာဒါသွင်းကိုသွင်းယူနိုင်တယ်ဒါပေမဲ့ cancel ပိုင်းဆိုင်ရာအရာမှာတော့ကိုယ်တွေပြန်ပေးနေရတာကျွန်တော်မြင်တွေ့ခဲ့ရတယ်ဗျဆိုတော့ဒါကျွန်တော် Yoba Conference League မှာဆိုလို့ရှိရင်လည်းဒါလက်ရှိတို့ကြော်ဖြတ်ခဲ့တဲ့အနေထားတွေအရာ repatriate အသင်းကဒါသွင်းကိုတွေပို့ပြီးတော့သွင်းယူနိုင်ခဲ့တာကြီးကျွန်တော်တွေ့ရတယ်ဗျအာနှစ်ကြော်ပေါင်းသွင်းကိုဒါ3ကိုဒါ၄ကို6ကိုပေါ့နော်ဆိုတော့ဒီအနေထားနဲ့ဒါတက်ရောက်လာခဲ့ပြီးတော့ဒါ Chelsea အသင်းဆိုလို့ရှိရင်လည်းဒါ5ကို4ကို3ကိုဆိုတော့အနေထားနဲ့တက်ရောက်လာခဲ့တာကျွန်တော်တွေ့ရတယ်ဆိုတော့ဒီအနေထားကြီးဆောင်မဲ့ဒါဒီနှစ်သင်းရဲ့လက်ရှိ qua ါချားချက်ကအရင်ကြီးဒါကြီးမားနေတယ်လို့တော့ကျွန်တော်မမြင်မိဘူးဆိုတော့နိုင်ငံကကျင်းမြောင်းနေသေးရယ်ဆိုတော့နှစ်သင်းစလုံးအနေနဲ့ကလည်းဒါ Joburg Conference Super League ကိုသူတို့အနေနဲ့ဒါစုခုနိုင်ဖို့အတွက်အခွင့်အရေးအပြည့်အဝရှိနေတာဖြစ်တဲ့အတွက်ဒီနေ့ပွဲစဉ်ကလည်းဒါကျွန်တော်ကြည့်လို့ကောင်းမဲ့ပွဲစဉ်တစ်ပွဲဖြစ်လာဖို့ရရှိပါတယ်ဗျဟုတ်ကဲ့ပါကိုင်လက်ရှိအနေထားရဲ့အရာဒါကျွန်တော် Real Madrid အသင်းနဲ့ Chelsea အသင်းတို့ဒါ Europa Conference League ဒါကျွန်တော် final မှာလာရောက်ပြီးတွေ့ဆုံကြတဲ့အခါမှာဆိုတော့ Chelsea အသင်းအနေနဲ့ဆိုလို့ရှိရင်သူတို့အနေနဲ့ဒါပုံမှန်အနေထားအနေနဲ့ဆိုရင်တော့မှပဲလူစင်းရင်ကသူတို့ရဲ့ တောင်းတင်းမှုကတော်တော်လေးကိုဒါကြီးမာတယ်ဆိုတော့ဒါပေမဲ့အခုချိန်မှာဒါကျွန်တော်ရာသီကလည်းကုံသွားပြီဆိုတော့ဒီနှောင်းမန်းရောက်လာတဲ့အခါမှာသူတို့ရဲ့ဒါကစားသမားတွေကလည်းဒဏ်ရာပြဿနာလေးတဖြည်းဖြည်းကျင်းစင်လာတာကျွန်တော်တွေ့ရတယ်ဗျဆိုတော့ဒဏ်ရာရလူစင်းရဲ့နဲ့မှာတော်တော်လေးနှဲပါနေတာကိုကျွန်တော်တွေ့ရတယ်ဒါပေမဲ့တစ်ဖက်က reactive အသင်ကတော့သူတို့ရဲ့ဒဏ်ရာလူစင်းကတော်တော်လေးများပြားနေတယ်ဗျဆိုတော့ဒီအနေထားဆိုမှ reactive အသင်ကသူတို့ရဲ့အကောင်းဆုံး၁၁ယောက်လူစင်းကိုထုတ်လာနိုင်ပါမလားဒါလေးကျွန်တော်တစ်ချက်စိုးရိမ်မိရဲ့ချက်စီအသင်ကတော့သူတို့ရဲ့အကောင်းဆုံးလူစင်းကိုထုတ်လာမှာဖြစ်လို့ဒီနှစ်အသင်ရဲ့ပွဲထွက်လူစင်းတွေရောဘယ်လိုမျိုးပုံစံလေးဖြစ်မလဲဗျ ဟုတ်ကဲ့ပါကိုရဒန်ရဆင်းရကြောင်ပြန်ပြီးကြည့်ရမယ်ဆိုရင်တော့ Chelsea ရောက်ကြောင်ခန်စစ်ကဖော်ဖာနာနဲ့ Kellyman နှစ်ယောက်ပဲတန်ပြဿနာရှိတယ်အဲ့တော့သူတို့အတင်းအဓိကကစားသမားဆိုလို့ဖော်ဖာနာတယောက်လောက်ပဲကျွန်တော်ဒီ Chelsea ရဲ့လက်လွတ်ထားတာရှိတယ်ဗျဒါမှလည်းအဲ့ဒီနေရာမှာပြန်ပြီးအစားထိုးရတဲ့ကစားသမားတွေများစွာရှိရဆို Chelsea ရဲ့ဒန်ရပြဿနာဆင်းရတော့အရင်တိ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 တတာပေါ့နော်ကြီးကြီးမားမားထုံးတဲ့ချက်တော့မရှိဘူးတစ်ဖက်က Real Betis ကသူတို့အတင်းအဓိကကွင်းလန်ကစားသမားတွေဖြစ်တဲ့အဲ့ကျွန်တော်ဒီ Lucas ဆိုလဲဒန်ပြဿနာရှိနေဒါမှဒီပွဲမှာတော့ပြန်ပါဝင်ကောင်းပါဝင်နိုင်တဲ့အနေထားမှာရှိတယ်ပြီးတော့နောက်ထပ်ကွင်းလန်ကစားသမားတယောက်ဖြစ်တဲ့ Mark Rooker လည်းဒန်ရရနေတယ်လောချောက်ဝှရှိမျိုးခန်စစ်က ကျွန်တော်လော်ရန်ဒေးလည်းလောချုပ်ဖို့ရှိရဲအဲ့တော့အဓိကကစားသမား2ယောက်3လောက်ရီယယ်ဘတ်တစ်ကတော့လလောက်ဖို့ရှိပြီးတော့တို့အသင်းရဲ့ကျွန်တော်အဓိကကစားသမား7ယောက်စီးရင်အပြည့်ဝတော့အသုံးချနိုင်မှာတော့မဟုတ်ဘူးအဲ့တော့ရီယယ်ဘတ်တစ်ကအသင်းရဲ့ဖြစ်နိုင်မွယ်လူစင်းကိုပြန်ပြီးကြည့်ရမယ်ဆိုတော့ကိုသမားနေရာမှာတော့ဒီပွဲစဉ်မှာ VAR test ပဲပြန်ပြီးပေါ်ထွက်လာဖို့ရှိလိမ့်မယ်အဲ့ပုံမှန်ကျွန်တော်စပိန်လာလီဂါပွဲစဉ်နေဆိုတော့ Adrian ပေါ်ထွက်နေရဆိုပေမဲ့လည်းဒီအခုတောက်လျှောက်ကစားခဲ့တဲ့ Conference League ပွဲစဉ်နေမှာဆိုတော့ VAR test ကပဲကိုသမားနေရာမှာပေါ်ထွက်လာအောင်ကျွန်တော်ပြန်ပြီးတွေးရတယ် ခန်းစစ်တန်းမှာဆိုတော့ကျွန်တော်တို့ဘယ်ဘက်ချမ်းမာတော့ရူရီကော့စ်ညာဘက်ချမ်းမာတော့ရူရီပဲခန်းစစ်အတင်းတို့နေရာမှာဆိုတော့ကျွန်တော်တို့နတ်တန်နဲ့ဘာထရန်နဲ့ရှိမယ်။ကွင်းလက်အတွဲဖက်နှစ်ယောက်မှာဆိုတော့ကျွန်တော်တို့အက်ဒီမီရာရှိမယ်။ပြီးရင်နောက်ထပ်ကျွန်တော်တို့ပပလိုဖော်နဲ့ရှိမယ်။အဖော်နဲ့ဒါအကဲဒီပွဲစဉ်မှာပေါ်ထွက်လာကစားမယ်ဆိုတော့ကျွန်တော်တို့လိုဆက်ဆိုးကတော့ဒီပွဲစဉ်ပမ္မပါပြန်ပြီးကြည့်ရပြီးတော့လိုဆက်ဆိုးပါဝင်နိုင်တယ်ဆိုရင်တော့ကျွန်တော်တို့ဖော်နဲ့ဆလိုဆက်ဆိုးနဲ့အပြောင်းလဲလေးလုပ်ကောင်းလုပ်နိုင်တယ်။နံပါတ်10ရူမှာဆိုတော့ကျွန်တော်တို့အစ်ကိုရှိမယ်။ညာဘက်ချမ်းညာတော်မှာမှာဆိုတော့အန်တိုနီရှိပြီးဘယ်ဘက်ချမ်းမှာတော့ရူရီကော့စ်နံပါတ်9ရူတိုက်စင်မှုနေရာမှာဆိုတော့ဟာနန်ဒက်ရှိမယ်။အကဲဟာနန်ဒက်ကိုအပြောင်းလဲလုပ်ချင်တယ်ဆိုတော့ ်ဘာကန်ပူလည်းရှိမှာဆိုတော့ ကျွန်တော်ဒီဘတ်တစ်ကက်တိုက်စစ်ပိုင်းကတော့ပြောရမယ်ဆိုတော့နော်နည်းနည်းလေးကျွန်တော်တို့ပြောရမယ်ဆိုတော့ Chelsea ကိုအကောင်းဆုံးတုံ့ပြန်ရှင်ပြန်ကစားနိုင်တယ်ကျွန်တော်ဒီတိုက်စစ်ပိုင်းဆွမ်းဆောင်ရင်အကောင်းရှိတဲ့ကစားသမားတွေအစုဖွဲ့ကိုပိုင်ဆိုင်ထားတယ်အဓိကနည်းနည်းလေးအားနည်းဖွဲ့ရှိတာကတော့ Marco Gattan ရနေတဲ့အဲကျွန်တော်ဒီကွင်းလယ်ပိုင်းနဲ့ပြီးတော့ Lucescu ပေါင်းလို့မရှိတဲ့ကွင်းလယ်ပတ်ပေါ့နော်အဲကွင်းလယ်လေးကိုတော့ကျွန်တော်ချက်ပြန်ပြီးတော့ Real Betis ကပေါ်ထွက်လာမယ့်လူစီအောင်ပြန်ပြီးစောင့်ကြည့်ဖို့ရှိပါလိမ့်မယ်ဗျတစ်ဖက်က Chelsea ကတော့ဒီပွဲစဉ်မှာလည်းသူတို့အသင်းအဓိကကစားသမား၁၁ယောက်ဖြစ်တဲ့အတွက်ကြောင့်မို့အဲကျွန်တော်ဒီအပြောင်းလဲတော့အများကြီးတော့လုပ်ပြီးတော့ပေါ်ထွက်လာဖို့တော့မရှိဘူးအဲပြီးခဲ့တဲ့နောက်ဆုံးပွဲကစားသွားခဲ့တဲ့ Premier League ရဲ့ပွဲစဉ်ကလူစင်းတိုင်းပဲ ်အဲတိုက်စစ်ပိုင်းကကျွန်တော်ဒီပွဲပဲပြစ်တန်းမခံထားရတဲ့နေကိုတဲ့ကြဆိုင်ပြန်ပါဝင်လာလောက်ဖို့ပဲရှိဖို့များတယ်ဗျအဲ့တော့ဖြစ်နိုင်ွယ်ချယ်ဆီတင်းရဲ့ line နဲ့ဆက်တယောက်ပြန်ပြီးကြည့်ရမယ်ဆိုတော့ကိုသမားနေရာမှာဆိုတော့ကျွန်တော်ဒီ Sanchez ဘယ်ဘချန်းခန်းစီမှာတော့ Cucurella ညဘချန်းမှာတော့ကျွန်တော်ဒီ Vicichain ခန်းစစ်အတွင်းလူနေရာမှာဆိုတော့ကျွန်တော်ဒီပွဲစဉ်မှာ Chalo Bat နဲ့ပြီးတော့ကျွန်တော်ဒီ Liverpool ကိုပြန်ပြီးတွေ့ရမလားပေါ့နော်အဲ့လေပြန်ပြီးစောင့်ကြည့်ဖို့ရှိမယ်ကိုလည်းအတွက်ဖက်နေရာမှာတော့ကျွန်တော်ဒီ Casido နဲ့ကျွန်တော်ဒီ Fernando Fernandez နံပါတ်10 room မှာတော့ Cooper မှာညဘချန်းမှာတော့ကျွန်တော်ဒီ Patronito နဲ့ဘယ်ဘချန်းမှာတော့ Matuaki အဲနံပါတ်9 room မှာတော့ဒီပွဲစဉ်မှာကျွန်တော်ဒီ Premier League မှာပိုးပဲပြစ်တန်တောက်လျှောက်ခံထားတဲ့ Nicolas Jackson ဆင်ကတော့ conference final မှာပြန်ပြီးပေါ်ထွက်လာဖို့ရှိမယ်အဲ့တော့ပုံမှန်ကစားနေကြကျွန်တော်စန်ချိုတို့ကတော့ကျွန်တော်အရင်ဆင်းထဲမှာပြန်ပြီးရောက်သွားဖို့အနေထားလေးရှိမယ်ဗျအဲ့တော့လူစင်းကတော့အဓိကကစားသမား7ယောက်ချင်းရှင်းမယ်ဆိုတော့တိုက်စစ်ပိုင်းမှာတော့နှစ်သိန်းကြားမှာတော့ kwa ဟာကြတိတ်တော့မရှိဘူးဒါပေမဲ့ကွင်းလက်ပတ်မှာတော့အနည်းငယ်လေးကျွန်တော်တို့ Chelsea တင်းနဲ့ပို့ပြီးတော့အသာစီးရနေတယ်အဓိကတော့ Enzo Fernandez နဲ့ Kai Sirro တို့ရဲ့ကွင်းလက်လုံအောင်ကကျွန်တော်ဒီတစ်ဖက်က Real Betis ရဲ့ကွင်းလက်လုံအောင်ထက်အများကြီးကျွန်တော်အသီးသတာအဲကျွန်တော်ဒီအသာစီးရထားတွေ့ရတယ်အဲ Cancelan နဲ့ Guduma ဘက်မှာဆိုတော့ Real Betis ကအနည်းငယ်လေးအားနည်းနေတာတွေ့ရပြီးတော့ Chelsea အသင်းကတော့ကျွန်တော်ပို့ ပြီးတော့အားသက်ချက်တွေရှိတယ်အဲ့ဒါပြုံမှအပြောင်းလဲလုံးချင်တယ်ဆိုလဲချက်စီအသင်းရဲ့အရင်အင်အားနဲ့ကစားသမားအစုဖွဲ့အင်အားအရာတော့ reverted တက်ဆိုင်တော့အများကြီးအသာစီးရဖို့အတွက်ရှိနေတာဆိုတော့ချက်စီအသင်းရဲ့လူဝင်ကတော့နည်းနည်းလေးတော့ reverted တက်ဆိုင်တော့အသာစီးရနေအနေထားလေးမှာကျွန်တော်ပြန်ပြီးတွေ့ရပါတယ်ဗျဟုတ်ကဲ့ကိုဆိုတော့လက်ရှိအနေထားတွေအရာတော့ကျွန်တော်တို့ reverted အသင်းရဲ့တိုက်စစ်ပိုင်းအစုဖွဲ့ကတော့အရင်ကြီးကျွန်တော်တို့တန်တရားရှိစရာမရှိဘူးဗျဒါသည်တို့ချက်စီအသင်းကိုအကောင်ဆုံးရှင်နိုင်တဲ့လူစင်းအနေထားမှာရှိတယ်ဆိုပေမဲ့ကွင်းလယ်နဲ့ဒီကျွန်တော်ခန့်စစ်ပိုင်းပေါ့နော်ဆိုတော့ဂိုးသမားမှာလည်းကျွန်တော်အပြောင်းလဲတွေလောက်လာမှာဆိုတော့ဒီအနေ ထားမှာ Chelsea အသင်းရဲ့တိုက်စစ်ကိုသူတို့အကောင်းဆုံးတောင်းခံနိုင်မှာလို့တဖက်က Chelsea အသင်းကလည်းဒါကျွန်တော် Premier League နဲ့မတူတဲ့ပုံစံတစ်ခုပေါ့နော်။ Okay Nicole Chelsea ဒီပွဲစဉ်မှာပြန်ပြီးတော့ပါဝင်လာမယ့်အနေအထားတွေဒါ Patronito အနေနဲ့တောင်းပန်အောင်ပြန်ပြီးတော့ဆင်းပြီးတော့ဆော့မယ့်အနေအထားတွေကြောင့်ဒါကျွန်တော် Copa မှာလည်းရှိတယ်။ဒါကျွန်တော် Mato Mato Aki လည်းရှိတယ်ဆိုတော့ဆိုတော့ဒီအနေအထားတွေကြောင့်သူတို့ရဲ့တိုက်စစ်ပိုင်းဆိုင်ရာအရာလည်းပို့ပြီးတော့အလုပ်ဖြစ်တယ်။နောက်ကျွန်တော်တို့ဒါ Fernandez နဲ့ Caicedo ဒီအတွဲကလည်းကျွန်တော်တို့ဒါ Chelsea အသင်းရဲ့ကွင်းလယ်မှာသူတို့အကောင်းဆုံးဒါအထိုင်ချပြီးတော့ဆော့နိုင်တဲ့အနေအထား ားမျိုးရှိသလိုနောက်ကျွန်တော်တို့ဒါ cancel plan ပေါ့နော် cancel plan မှာလည်းကျွန်တော်တို့ဒါအကောင်းဆုံးဒါကျွန်တော်တို့ဒါ Chelsea အသင်းရဲ့တောင်တင်းဆုံးအနေအထားတစ်ခုတော့ကျွန်တော်ရှိအောင်ပါဗျရှင်ကဒါကျွန်တော်တို့ ဒီ Chelsea အသင်းရှင်ပြိုင်ခဲ့တဲ့ပွဲစဉ်တွေမှာဒီကျွန်တော်တို့ Europa Conference League မှာဆိုလို့ရှိရင်တို့အနေနဲ့အရန်လူစင်းနဲ့အများသောအဖြစ်ရှင်ပြိုင်တာဆိုမှဒီဘိုလူပွဲမှာတော့တို့ရဲ့လူစင်းရတကယ်ဒါကျွန်တော်အကောင်းဆုံး17ရောက်လူစင်းုံပြန်ပြီးတော့ထုတ်ပြီးတော့သုံးလာနိုင်တယ်ဆိုတော့ Jadon Sancho အနေနဲ့တော့မှပဲတို့အရန်လူစင်းုံပြန်ပြီးတော့ရောက်သွားနိုင်တဲ့အနေအထားမျိုးတွေဆိုတော့ဒါ Chelsea အသင်းရဲ့အကောင်းဆုံးအစုအဖွဲ့တစ်ခုတော့ဒီပွဲစဉ်မှာမြင်တွေ့ရတယ်ဆိုတော့ Chelsea အသင်းအနေနဲ့ဒီရာသီမှာတို့ထားနောက်ဆုံးပွဲစဉ်ဒါကျွန်တော် Super League တစ်ခုနဲ့ဒီရာသီကိုအဆုံးသတ်ဖို့အတွက်တို့အနေနဲ့အကောင်းဆုံးပြင်ဆင်လာမှာပဲဆိုတော့ဒါ Chelsea အသင်းသားဒါကျွန်တော် Super League စု ခုသွားခဲ့မယ်ဆိုလို့ရှိရင်လည်းဒါကျွန်တော်ပရီးမီးယားလိမ်မှာပထမဦးဆုံးဒါဥရောပဖလား၃လုံးစလုံးကိုရရှိခဲ့တဲ့ပထမဦးဆုံးအသင်းဖြစ်လာမှာဆိုတော့သူတို့အနေနဲ့လည်းဒီအခွင့်အရေးကိုလလုတ်ခံမယ်တော့ကျွန်တော်မထင်ဘူးဒါပေမဲ့ real party အသင်းအနေနဲ့သူတို့ဒါကိုဘယ်လိုတားဆီးမလဲဆိုတဲ့ဟာကိုပဲကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမှာဖြစ်တယ်လက်ရှိလူစင်းနေအရာတော့တောင်တင်းမှုအပိုင်းမှာကျွန်တော်တို့ Chelsea အသင်းကိုပို့ပြီးတော့သဘောချမိတာမှန်ပေမဲ့ဒါ real party အသင်းရဲ့ဒါကျွန်တော်တိုက်စစ်ကလည်းရိုင်းတော့ short တော့လို့မရဘူးပေါ့နော် Chelsea အသင်းအနေနဲ့ဒါကျွန်တော်တို့ down shot ဒါကျွန်တော်ဖိပြီးတော့ကစားမယ်ဆိုတဲ့အနေထားတော့ခုမှတစ်ဖက်က real party ရဲ့ပြန်လာမဲ့တံပြန်တိုက်စစ် ိုတော့အနည်းငယ်တို့ view site ကမှာဖြစ်ပါတယ်ဗျ ပါဘူးကျွန်တော်ဒါ Real Madrid အသင်းနဲ့ Chelsea အသင်းတို့ကဒါကျွန်တော် Europa Conference League ရဲ့ final မှာလာပြီးတော့တွေ့ဆုံကြတဲ့အခါမှာနှစ်သင်းစလုံးအနေနဲ့ကလည်းဒါ Europa Conference League Super League ကိုဒါပထမဆုံးစုခုဖို့အတွက်ဒါတို့ဒါအသုံးဖွင့်ဆိုင်စ조사ကြမှာမှန်တယ်ဆိုတော့ဒါ Real Madrid အသင်းကတော့ဒါတို့အနေနဲ့တိုက်ပြီးတော့မျောလင်းချက်မရှိတော့ဘူးဆိုတဲ့အနေထားတစ်ခုပေါ့နော်ဆိုတော့တို့အနေနဲ့ Champion League လည်းဒါဝင်ရောက်ခွင့်မရှိတော့ဘူးဒါအကယ်၍တို့ Champion League ဝင်ရောက်ခွင့်ရှိပြီးတော့ဒီဖလားကိုဒါ Chelsea အသင်းလိုမျိုးလာရောက်ပြီးရှင်းပြန်ကစားတဲ့အခါမှာတော့တို့ရဲ့စိတ်ဓာတ်ပိုင်ဆိုင်ရာပို့ပြီးတော့တက်ကြွနေမလို့ကျွန်တော်ခံစားတာဒါပေမဲ့အဲတို့တို့အနေနဲ့နောက်ရသည်ဒါကျွန်တော်ဝင်ခွင့်တွေအတွက်မဟုတ်တော့ဘဲနဲ့ဒီဖလားကလည်းတို့ယူပါလိဝင်ပြီးသားဖြစ်တဲ့အတွက်ဒါသိပြီးတော့တော့လိုအပ်တယ်လို့ကျွန်တော်မခံစားဘူးဒါပေမဲ့တို့ရဲ့စိတ်ဓာတ်ပိုင်ဆိုင်ရာအရာမှာဘလို့ဖြစ်နေမလဲပေါ့နော်ဆိုတော့ဒါလေးကျွန်တော်တစ်ချက်ကြည့်ရင်တစ်ဖက်က Chelsea အသင်းကတော့ဒါတို့ Champion League ဝင်ခွင့်ရပြီးွားပြီဒီရသည်မှာဒီဖလားကသာစုစုနိုင်ခဲ့မယ်ဆိုလို့ရှိရင်တို့ရဲ့ဒါပထမဦးဆုံးဒါကျွန်တော်တို့ Premier League ကလပ်အသင်းအနေနဲ့ဥရောပဖလား၃လုံးစလုံးတို့ ရရှိဘူးတဲ့အသင်ဖြစ်မှာဆိုတော့တို့ဒီအခွင့်အရေးကိုလည်းတို့လလွတ်ခံကြမှာတော့မထင်ဘူးဗျတို့ရဲ့စူဖလားတစ်ခုအနေနဲ့သာဒါရှင်ပြိုင်ကစားမှာဖြစ်တဲ့တော့နှစ်သင်းစလုံးမှာဒါ PR ရတော့ဒါကျွန်တော်အရင်ရှိနေမှာတော့မဟုတ်ဘူးပေါ့နော်ဆိုတော့ဒါပေမဲ့ကျွန်တော်ဒါနှစ်သင်းစလုံးအနေနဲ့ကျွန်တော်ပြန်ပြီးတော့ကြည့်မယ်ဆိုတော့ပထမအဦးဆုံးတို့နှစ်သင်းစလုံးအတွက်ဒါ Yoba Conference League စူဖလားကိုဒါစုခူးဖို့အတွက်ဒါကျွန်တော်တို့စူးစမ်းကြရမှာဖြစ်လို့နှစ်သင်းစလုံးကလည်းဒီစူဖလားကိုသေးကြပေါ့လူတော့လူချင်းနေကြမှာပဲဆိုတော့ကျွန်တော်ပွဲကောင်းတစ်ပွဲကိုလည်းကြည့်ရှုရဖို့ရှိတယ်ဆိုတော့အကုန်အနေနဲ့ဆိုရင်ရောဒီနေ့ပွဲစဉ်မှာဒါ Real Madrid အသင်းကပဲပို့ပြီးတော့အားသာသွားဖို့ရှိ ှိမလားဆိုတော့တို့အနေနဲ့လက်ရှိအနေထားတွေအရာလဲဒါနောက်ဆုံး၅ပွဲမှာဒါကျွန်တော်တပွဲပဲရှုံးထားတဲ့ပုံစံမျိုးတွေဒါတေးပွဲပြီးများတယ်မချက်စီအသင်းတို့ဒါတို့အနေနဲ့မိနစ်60အတွင်းထဲမှာဒါကျွန်တော်တို့တေးရအောင်ကန်နိုင်ခဲ့မယ်ဆိုလို့ရှိရင်နောက်ပိုင်းအချိန်ပိုတွေပန်နတီတွေဒါဆွဲခေါ်နိုင်ခဲ့မယ်ဆိုလို့ရှိရင်ဒါရင်ဘက်တဲ့အသင်းအတွက်လဲချန့်စ်ကတော့အပြည့်အဝရှိနေရဆိုတဲ့အနေထားတစ်ခုတော့ရှိတယ်ဆိုတော့တစ်ဖက်က Chelsea အသင်းကတော့တေးကြပေါ့ဒါကျွန်တော်လူစင်းအင်အားတာလုံးမှုဒါတို့ရဲ့ကောင်းမှုနောက်ရသည်ချန်ပီယံလိဝင်ဝင်ရရှိပြီးသွားပြီဆိုတော့တို့အနေနဲ့ဒါဆူဖလာတလုံးရရှိခြင်းနဲ့ဆူဖလာတလုံးတို့အကောင်းဆုံးဒါ ါကြိုးစားသွားမယ့်အနေအထားတစ်ခုဆိုချယ်ဆီအသင်းဘက်မှာလည်းဒါကျွန်တော်အနိုင်ရရှိဖို့အခွင့်အရေးရလာအပြည့်ဝရှိနေတော့မယ်ဆိုတော့ဒါသူတို့အနေနဲ့မိနစ်60အတွင်းထဲမှာချယ်ဆီအသင်းကဒါကျွန်တော်ပွဲကိုဖြတ်သွားနိုင်တဲ့ပွဲစဉ်တစ်ပွဲများဖြစ်လာမလားဒါမှမဟုတ် Real Madrid အသင်းရဲ့အကောင်ဆုံးဒါကြိုးစားမှုတွေဖြစ်လာနိုင်မလားရှင်းကဒါကျွန်တော်ပွဲစဉ်တွေမှာကြည့်ရတဲ့ဆိုလို့ရတယ်ရေဘန်းမဆားတဲ့အသင်းတွေကဘူးဆွဲသွားတဲ့တတ်တွေတာရကတွေရှိခဲ့တာဆိုတော့ဒီနေ့ပွဲစဉ်မှာအဲ့လိုမျိုးပါမျိုးကိုကျွန်တော်နောက်ထပ်တစ်ချိန်များထပ်မံမြင်တွေ့ခွင့်ရမလားဆိုတော့အကိုရဲ့အမြင်လေးနဲ့ဒီနေ့ပွဲစဉ်ရဲ့အဖြေလေးရရလက်လေးဘယ်လိုမျိုးပုံစံလေးဖြစ်သွားနိုင်မလဲဗျာ ဟုတ်ကဲ့ပါကွယ်ဒီပွဲစဉ်မှာကျွန်တော်ပထမအောင်ဆုံးမြင်မိတာနှစ်သိန်းလောက်က supply တစ်လုံးဆိုတဲ့အနေထားအထက်နောက်ထပ်ဝင်ဝင်ဆိုတဲ့ကျွန်တော်ဒီပြောရမယ်ဆိုညွန်မှန်းချက်တွေတော့မရှိဘူးပေါ့နော်ဒါပေမဲ့နှစ်သိန်းလုံးမှာကြာတော့ဒီ supply ကိုရရှိခဲ့မယ်ဆိုရင်နှစ်သိန်းလုံးအတွက်ဆန်ရှင်သစ်ဆိုတဲ့အရာလေးတွေတော့ရှိတယ်အဲ့ဒါကြောင့်ပါဆိုကျွန်တော်ဒီ Chelsea ကကြာတော့ဒီအခုလက်ရှိကျွန်တော်ဒီဟိုရှင်ပြန်ကစားနေတယ်ပေါ့ကျွန်တော်ဒီပြောရမယ်ဆိုလက်ရှိကျင်းပနေတဲ့ဥရောပဖလား၃ခုလုံးကိုပထမအောင်ဆုံးရရှိမဲ့အင်္ဂလန်ကလပ်အသင်းလည်းဖြစ်လာမယ်အဲ့ပြီးတစ်ဖက်က Real Betis ကကြာသူအသင်းရဲ့တမိုင်းတစ်လျှောက်ပထမအောင်ဆုံးဥရောပ supply ဆိုတဲ့ဆန်ရှင်တစ်ခုကိုသူတို့ကလည်းဒီဖလားကိုရရှိခဲ့မယ်ဆိုရင် ဖြစ်လာမယ်ဆိုတဲ့အနေထားမှာနှစ်သိန်းလုံးမှာတော့စញ្ញင်တင်နိုင်မဲ့အခွင့်အရေးကိုယ်စီရှိနေတယ်။အပြီးတော့လက်ရှိနှစ်သိန်းလုံးကလည်းကျွန်တော်ရာသီပြီးဆုံးသွားပြီဆိုတဲ့အနေထားမှာနောက်ဆုံးရာသီပိတ်ပွဲစဉ်အဖြစ်ဒီဥရောပဆူဖလာကိုအဲကျွန်တော်ရှင်းပြန်ကစားရမှာဆိုနှစ်သိန်းလုံးမှာတခြားဘာမှအအောင်ဆိုင်စရာလည်းမရှိတော့ဘူး။တခုပဲပြန်ပြီးတော့ကျွန်တော်တို့ တတိထားမှာကျွန်တော်ဒီအခုအဲကစားခဲ့တဲ့ဂျာရက်ကပြီးခဲ့တဲ့ကျွန်တော်ဒီလီပွဲစဉ်တွေမှာဆိုရင်တော့ဘက်ထရစ်ကကျွန်တော်တောက်ကြနေညမှာရှင်မြန်ကစားလိုက်ရတယ်။အဲ့အတွက်ကြောင့်မို့ဒီပွဲစဉ်တွေသူ့မှာဂျာရက်ဂျာထဲမှာပေါ့နော်။နိုင်ရက်ကောင်းကောင်းလေးရပြီးပျက်စင်ခြင်းရှိတယ်။ဒါပေမဲ့ချက်ဆီကကြတော့ပရီးမီးယားလိရဲ့ကျွန်တော်တို့ဒီနောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်36ကိုသူတနင်္ဂနွေနေ့မှာတာကျွန်တော်ရှင်မြန်ကစားခဲ့ရတယ်။ဂျာထဲမှာတော့ကျွန်တော်ပျက်စင်ခြင်းကတော့တိတ်ပြီးတော့မရှိဘူး။အဲ့အတွက်ကြောင့်မို့ချက်ဆီတင်းရဲ့ကစားသမားတွေကတော့ကျွန်တော်ပြောမှဆိုဘက်ထရစ်တင်းရဲ့ကစားသမားတွေထက်ဆိုင်တော့အနည်းငယ်လေးကျွန်တော်ဒီပွဲပန်းတဲ့တောင်တော့ပို့ပြီးခံရမှုရှိမယ်ဗျ။အဲ့လေးတော့ကျွန်တော်တစ်ချက်ပြန်ပြီးစောင့်ကြည့်ရဖို့ရှိမယ်။ဒါပေမဲ့အသင်းလူစင်းအရာ တော့ Chelsea အသင်းရဲ့လူအင်အားကဘတ်တက်ထက်ဆိုင်တော့အများကြီးအသာစီးရတာကျွန်တော်တွေ့ရတယ်။အဲပြီးရင်သူ့အသင်းမှာလည်းအပြောင်းလဲလုပ်လို့ရတဲ့နေရာကြီးလည်းအများကြီးရှိတယ်။ဥပမာကျွန်တော်ဒီကွန်းလက်ဘက်မှာအပြောင်းလဲလုပ်ချင်နေဆိုရင်လည်းကျွန်တော်တို့ Lavia တို့ပြင်ပြီးသုံးလို့ရတာမျိုးခန်းစစ်မှာဆိုရင်ကျွန်တော်ဒီ Gusto တို့ပြီးတော့ Dosen တို့ကိုသုံးလို့ရတာမျိုးဆိုရင်အနေထားကြီးလည်းရှိတဲ့ပြုံမှာတက်စစ်ပိုင်းမှာဆိုလည်း Sancho တို့ကိုပြန်ပြီးတော့သုံးလို့ရတယ်ဆိုရင်အနေထားကြီးမှာလည်းရှိရဖြစ်တဲ့ကြောင့်မို့ Chelsea အသင်းရဲ့ပွဲပန်းတဲ့ဒဏ်အင်ကတော့ကစားသမားအချုပ်ပြန်ပြီးတော့ rotation လုပ်မယ်ဆိုရင်တော့အရင်ကတော့တိတိကျကျကြီးကြီးမားမားကျွန်တော်တို့ပြောရမယ်ဆိုရင်ကျွန်တော်ဒီခံရမယ့်အနေထားလေးတော့မရှိဘူးရ ပြီးတော့ဒီရာဒီမှာအခုနအခုပြောခဲ့သူပေါ့ကောကျွန်တော်ဒီအသင်းတွေကကျွန်တော်ဒီ final ပွဲစဉ်တွေမှာဆိုရင် underdog အသင်းတွေဖြစ်တဲ့အောက်အသင်းတွေကကျွန်တော်တို့ပြောရမှာဆိုရင်ဘိုဆွဲဖို့ရေပန်းစားနေတဲ့အသင်းတွေကိုကြော်ဖြတ်ပြီး super player တွေရရှိနေတာဆိုတော့ real betic ကတော့အဲ့ဒီ design ကိုဆက်ပြီးတော့များဒီရာဒီမှာပေါ့နော်ကျွန်တော်ဒီ အန်ဒါဒော့အသင်းနေချန်ပီယံဖြစ်တယ်ဆိုတဲ့အနေထားကိုထပ်ပြီးတော့ထိမ့်သိမ်းသွားမှာဒါမှမဟုတ်ပဲအဲ့ဒီအနေထားကို Chelsea အသင်းကအဲသူတို့အကောင်းဆုံးတုံ့ပြန်ပြီးတော့ကျွန်တော် Champions ကိုရရှိနိုင်မှာပြင်ပြီးစောင့်ကြည့်ရဖို့ရှိမယ်။လက်ရှိနှစ်သင်းလုံးရဲ့ခြေစွမ်းပန်းအင်းရတော့ Real Madrid ကတော့တိုက်စစ်ပိုင်းမှာ Chelsea အသင်းကိုရှင်ကစားနိုင်တယ်ဆိုပေမဲ့ကွင်းလင်းနဲ့ခန်းစစ်မှာတော့ Chelsea အသင်းရဲ့ကစားသမားတွေပို့ပြီးတော့အဲကျွန်တော်တာလုံးမှုရှိနေတယ်ကျွန်တော်တွေးခဲ့ရတယ်။ Real Madrid ရဲ့ခန်းစစ်ကနောက်ဆုံးကစားတဲ့ပွဲစဉ်တွေမှာဆိုရင်လည်းပေးကူတွေများနေတာကျွန်တော်တွေးခဲ့ရတယ်။ဒါပေမဲ့လက်ရှိ Real Madrid ရဲ့တိုက်စစ်ပိုင်းအင်းရတော့ကျွန်တော်တို့ဒီပွဲစဉ်မှာ minute 90အတွင်းမှာတော့ကျွန်တော်အနိုင်ရှုံးအဖြစ်ပေါ်ဖို့ထပ်ဆိုင်တော့တေးရက်လက်ဖြစ်တဲ့ကျွန်တော်တို့1-1ဆိုတဲ့ က်လက်ကိုပို့ပြီးတော့ကျန်းလင်းတက်မိတယ်မိနစ်60အတွင်းမှာနိုင်မယ်ဆိုတော့ Chelsea ဘက်မှာအနည်းငယ်ပို့ပြီးတော့ရာဂန်ကများတယ်ဆိုရင်လည်းတေးဖြစ်တဲ့1-1ဆိုတဲ့ရက်လက်ကတာပို့ပြီးတော့ဖြစ်နိုင်ရင်အများဆုံးရှိရဲ့ရက်လက်အကယ် Chelsea သိနိုင်ခဲ့မယ်ဆိုတော့2-1ဆိုရဲ့ရက်လက်အဲ့လိုမဟုတ်ဘဲနဲ့အချိန်ပိုရောက်သွားမယ်ဆိုတော့ Chelsea သိန်းကတော့ပို့ပြီးတော့အခွင့်အရေးများတယ်ပေါ့အဓိက Chelsea သိန်းရဲ့လူအင်အားအရာ Chelsea သိန်းရဲ့လူစင်းအရာအပြောင်းလဲတွေအများကြီးလုပ်လို့ရရဲဆိုတဲ့အနေထားမှာအချိန်ပိုရောက်ခဲ့မယ်ဆိုရင်တော့ Chelsea သိန်းနေတဲ့အချိန်ပိုမှာ မိနစ်30ပေါ့နော် submission ကိုရင်ကစားတဲ့ခါကျရင်အနံ့ရရှိဖို့အတွက်အခွင့်အရေးပို့ပြီးများတယ်အချိန်ကိုရောက်ခဲ့ရင်ချက်စီးသင်းနေတဲ့ပို့ဆွဲဖို့အတွက်ပို့ပြီးတော့ရေပန်းစားပြီးတော့ penalty ဆိုရင်တော့အဲဒါတော့သူသူ့ဘက်ကိုယ့်ဘက်50-50ဖြစ်သွားမယ်ဆိုတဲ့အနေထားမှာတော့ဘာမှတော့ကျွန်တော်တို့အသေးချာလေးယတိဘက်ပြောလို့မရဘူးအဲကျွန်တော်ဒီပွဲစဉ်မှာတော့ကျွန်တော်ကိုယ့်ရဲ့လက်အနေနဲ့ခံမှန်းမယ်ဆိုတော့ minute 60အတွင်းမှာဖြစ်နိုင်ပွဲရက်လက်အများဆုံးကတော့1-1ဆိုတဲ့အသေးရက်လက်နိုင်ခဲ့မယ်ဆိုတော့ချက်စီးအနေနဲ့ minute 60အတွင်းမှာ2-1ဆိုတဲ့ရက်လက်ကဖြစ်ဖို့အတွက်ရာကနုံများတဲ့ရက်လက်တစ်ခုဖြစ်ပေမဲ့ကျွန်တော်တို့အသေးရက်လက်ဖြစ်တဲ့1-1ဆိုတာပို့ပြီးချက်နေတတ်မိတယ်အချိန်ပုံမှာတော့ကျွန်တော်ချက်စီးအသင်းအနံ့ရရှိဖို့အတွက်ကျွန်တော်ပို့ပြီးတော့ ော့ရေပန်းစားပြီးတော့အချိန်မိုရောက်ခဲ့တော့ချက်စီးတင်းဒီဖလားကိုရရှိသွားမဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်ထင်မိပါတယ်ဗျ။ ဟုတ်ကဲ့ပါကိုကြီးဆိုတော့လက်ရှိအနေအထားတွေအရဒါ Real Madrid အသင်းရော Chelsea အသင်းရောဒီစုဖလောက်စုခုဖို့အတွက်ကတော့ကျွန်တော်အရင် percentage ကတော့များနေရလို့ကျွန်တော်မခံစားဘူးဗျာဆိုတော့ Chelsea အသင်းမှာလည်းအခွင့်အရေးအပြည့်အဝရှိတယ်လို့ Real Madrid အသင်းမှာလည်းအခွင့်အရေးကအပြည့်အဝရှိနေတော့မယ်လို့ကျွန်တော်ခံစားရတယ်ဒါပေမဲ့အဲဒါအခုပြောခဲ့သလိုပဲ minute 60အတွင်းမှာအပြည့်ပေါ်ပါမလားဆိုတာလေးပေါ့နော်ဆိုတော့ဒါလေးကျွန်တော်တစ်ချက်စောင့်ကြည့်ခြင်းနဲ့ဆိုတော့ Real Madrid အသင်းကသာသူတို့အကောင်းဆုံးဒါခုခံကစားနိုင်မှာသူတို့ defense ကသာကျွန်တော်ထင်ထားခဲ့သလိုမျိုးအလုပ်ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒါ minute 60အတွင်းထဲမှာဒါတည်ရရလက် ထွက်သွားနိုင်ခြင်းရှိတဲ့ပွဲစဉ်တစ်ပွဲလို့ပြောရမယ်ဒါပေမဲ့အရှင်းက final ပွဲစဉ်တွေရဲ့ need to အရင်ဂိုးပြတ်တဲ့နိုင်ပွဲတစ်ပွဲကိုတော့ကျွန်တော်တို့ဒါဖြစ်သွားလိမ့်မယ်လို့တော့မခံစားဘူးဗျဆိုတော့ဒီအနေထားတွေကြောင့်ပဲကျွန်တော်တို့ဒါဂိုးအနည်းတော့ဖြစ်သွားမှာပဲဒါပေမဲ့နှစ်သိန်းပေါင်း twin ကိုအကြွေဒါ minute 60အတွင်းထဲမှာဒါကျွန်တော်အပြေပေါ်ခဲ့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်အပြန်လန် twin ကိုလေးတော့မြင်အောင်မယ်လို့ကျွန်တော်ခံစားရတယ်ဒါကြောင့်ဒါအခုပြောခဲ့သလိုပဲဒါ2-1ဆိုတဲ့ရလက်တစ်ခုကဒါ minute 60အတွင်းထဲမှာအပြေပေါ်သွားမလားပေါ့နော်ဆိုတော့အကြွေအပြေပေါ်ခဲ့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်အနိုင်ရရှိမဲ့အသင်ကတော့ဒါ Chelsea အသင်ကတော့ကျွန်တော်ပို့ပြီးတော့သဘောကျ ြမိရယ်ဒါပေမဲ့ဒါ channel option တစ်ခုအနေနဲ့အခုပြောခဲ့သလိုပဲတရေဖြစ်သွားတဲ့ poison တပွဲလည်းဖြစ်သွားနိုင်တယ်ဗျာဆိုတော့ minute 90အတွင်းထဲမှာဒါ11ဆိုတဲ့တရေရလက်တစ်ခုထွက်ပေါ်သွားပြီးတော့ကျွန်တော်တို့အချိန်ပိုကြီးဆက်ကြည့်ရမလား penalty အထိဆက်ပြီးတော့သွားမလားဗောနော်ဒါလေးတော့ကျွန်တော်တစ်ချက်စောင့်ကြည့်ရမယ်အကယ်၍ဒါ minute 90အတွင်းအဖြေမပေါ်ဘူးဆိုရင်တော့ဒါ11ဆိုတဲ့တရေရလက်ဖြစ်သွားနိုင်ရည်ရှိပြီးတော့အကယ်၍ minute 90အတွင်းအဖြေပေါ်ခဲ့မယ်ဆိုလို့ရှိရင်တော့အပြန်လန်သွင်းကိုလေးနဲ့အတူပဲဒါ21ဆိုတဲ့ရလက်တစ်ခုတော့ဖြစ်သွားနိုင်ရည်ရှိတေချာဘောကတော့ဒါ minute 90အတွင်းထဲမှာနှစ်သင်းစလုံးကအပြန်လန်သွင်းကိုတကူးစီလောက်ကတော့အ ਨੇ ဆုံးသွင်းမဲ့ ပွဲစဉ်တစ်ပွဲတော့ဖြစ်သွားလိမ့်မယ်ဒါပေမဲ့ကျွန်တော်ကိုယ်ရိအများကြီးမြင်ရမလားဆိုရင်တော့ကျွန်တော်တို့ တိတ်ပြီးတော့တော့မြင်ရမယ်လို့တော့မထင်ဘူးဗျာနှစ်သင်းပေါင်းသွင်းကိုကသုံးကိုအောက်မှာပဲရှိလိမ့်မယ်ပွဲစဉ်တစ်ပွဲဖြစ်ပြီးတော့ကျွန်တော်တို့ဒါအချင်းပိုးရီပနယ်တီရီထိဆက်ပြီးတော့ကြီးရမယ်ဆိုရင်တော့တကယ်ပွဲကောင်းတစ်ပွဲရှင်ပြိုင်မှုကောင်းတစ်ခုတော့ကျွန်တော်မြင်တွေ့သွားရမှာဖြစ်တယ်ဗျာဆိုတော့ဒါကြောင့်ဒီနေ့ပွဲစဉ်မှာဒါ Real Madrid အသင်းအနေနဲ့သူတို့အကောင်းဆုံးဒါလုံနိုင်စွမ်းတစ်ခုကမိနစ်60အတွင်းမှာတည်ကြအောင်လို့ပြီးသွားရင်ကျွန်တော်တို့ဒါအချင်းပိုးရီပနယ်တီရီထိဆွဲခေါ်ပြီးတော့မှသူတို့အနေနဲ့ဒါ Super La အတွက်ကိုဒါပြစ်မှတ်ကိုဒီလိုထားပြီးတော့ရှင်ပြိုင်စင်တာဖြစ်ပြီး Chelsea အသင်းအနေနဲ့ကတော့ကျွန်တော်အရင်ကြီးပေါ့နော်ဆိုတော့ဒီအချင်းပိုးရီပနယ်တီရီထိသွားဖို့ထက်ဆိုလို့ရှင်မိနစ် ်90အတွင်းထဲမှာဒါ2-1ဆိုတဲ့ရလလောက်တစ်ခုနဲ့သူတို့ဖြတ်ပြီးတော့ဒီစုဖလားကိုဒါမင်းနဲ့90အပြည့်ပြီးမှပဲဒါကျွန်တော်ကင်မြောက်ဖို့အတွက်သူတို့စဉ်းစားနိုင်တယ်ဆိုတော့ဒီအနေထားရဲ့ကြောင့်ဒါကျွန်တော်ပွဲစဉ်ရဲ့ရလအပြည့်လေးကနှစ်သင်းပေါင်း2-0ပေါ့နော်ဆိုတော့3-0အောင်တဲ့ဒါအပြန်လန်2-0လေးမြင်တွေ့ရမယ့်ပွဲစဉ်တစ်ပွဲတော့ဖြစ်လာဖို့ရရှိပါတယ်ဗျာ ဟုတ်ကဲ့ပါကိုကျွန်တော် Real Betis အသင်းနဲ့ Chelsea အသင်းတို့ရှင်ပြိုင်ကစားကြမဲ့ Europa Conference League Final ပွဲစဉ်ရဲ့ပွဲချိန်လိုတဲ့ချက်တော့ပြပြပေးပါအောင်ဗျ။ဟုတ်ကဲ့ပါကိုဒီပွဲစဉ်ကတော့ Rupa Conference League Final ပွဲစဉ်အဖြစ် Real Betis အသင်းနဲ့ Chelsea အသင်းတို့ကအခုလာမယ့်ပိုတူနေညကြာတာပိနေနဲ့နဲ့တနားရီပွဲမှာရှင်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်ခင်ဗျာဒါတော့ Real Betis အသင်းနဲ့ Chelsea အသင်းတို့ရှင်ပြိုင်ကစားကြမယ့် Europa Conference League Final ပွဲစဉ်တော့ပွဲကြိုး30ချက်စီစဉ်မှာဖြစ်ပါတယ်နောက်ထပ်ပွဲစဉ်တွေနဲ့တူလဲပြန်လာခဲ့ပါဦးမယ်ဗျာ